ဒီဟာလေးတွေကိုမှတ်ထားရင် နောက်ဘာပဲပြုတ်ပြုတ်အကုန်အဆင်ပြေတယ်။ကြောင်မှုပြုတ်တဲ့ကစားတဲ့ပြုတ်ပိုပြီးရတာကြိုရယ်။ခေါဆွဲပြုတ်တဲ့ကဟင်းချက်စီတဲ့ပြုတ်စီးကက်ကက်ကြီးမဖြစ်တော့ဘူး။ကြဲဥပြုတ်တဲ့ကရှာလကာကြီးတဲ့ပြုတ်အခုံမကွဲတော့ဘူး။ရမင်းတဲတဲ့ကဟင်းချက်စီတဲ့ပိုပြီးဤတယ်။ဖတ်ထုတ်ပြုတ်တဲ့ကစားတဲ့ပြုတ်ဖတ်ထုတ်တော့မကွဲတော့ဘူး။ကြားဆွဲပြုတ်တဲ့ကရှာလကာကြီးတဲ့အမဲအောင်မပြောင်းတော့ဘူး။မြေပဲပြုတ်တဲ့ကဆိုရာမုံတဲ့ပြုတ်ပိုပြီးစားကောင်းတယ်။ စုံပြုတ်တဲ့အခါရေမပွက်ခင်ကလေးကတခါတည်းထဲဒါမှစားတဲ့အခါပူပြီးချစ်လက်မှုရှိတာအားလုံးပဲနားလည်သွားကြပြီမလားအိမ်နားအိမ်နားအသားလိပ်စားရတာကြိုက်ကြရယ်အသားလိပ်များစုကအများအဖြစ်ကျဲဦးနယ်လိပ်ကြတာများတယ်ကျဲဦးနယ်လိပ်တဲ့အခါကွဲထွက်ကုန်လို့လုံးရတာတော်လေးကိုလက်ဝင်ပြီးမအောင်မြင်တာများတယ်အခုတော့ဒီအတင်သုံးပဲပြားလေးတွေရှိတော့မိနစ်ပိုင်းအတွင်းပကံကြီးနဲ့တပကံစာလှူစားလို့ရတယ်ပဲဦးကိုချောင်းလိုက်လေးတွေလီတာအသားစင်ကိုကိုပြီးကြက်သွမ်းမိတ်တယ် စာကျက်သူမိတ်ငေုပ်ကောင်းမုံထဲဖြူးစီထဲဝဟုကြောင်ထဲကစုံစတက်ဒဇွန်ထဲတေချာသမောင်းနေမယ်အသားနှက်ကိုဖွားဖွားကြီးမနေအောင်အနှင်းငယ်ပေါက်ပေးလိုက်အသေးနဲ့ယူပြီးအလျားလိုက်လေလုံးပဲပြောင်းဝတင်ပြီးလိမ့်မယ်ရေဒါမှမဟုတ်ကျက်ဥနေလေးသုံးပြီးကောက်အောင်တေချာလေးဖိပေးပေါင်းမဲဆဆကြော်ပဲဆဆအရန်စားကောင်းလို့လူတိုင်းကြိုက်ကြတယ်။ရုံးမဏီဒီစားခြင်းကကောင်းကျိုးတွေများကြီးရှိတယ်ဆိုတာလူတိုင်းသိကြလောက်မယ်ထင်တယ်။ ရုံးမီဒီကိုဝယ်တဲ့အခါလူတော်တော်များများကမရွေးရကြတော့ဝယ်လိုက်တိုင်းမမရင်ရင်ကြီးနဲ့စားလို့မကောင်းဘူးတကယ်တော့ရွေးနီးကအလွန်ကိုရိုးရှင်းလွယ်ကူတယ်ဒီလိုမျိုးအဖျားလေးကလွယ်တကူကွေးလို့ရတယ်ဆိုရင်ရုံးမီဒီကလက်ဆက်ပြီးနှုတ်တဲ့အတွက်ရင်နှွေးဖျောစရာမလိုဘူးတခါလေးလှီးပြီးကြော်လိုက်ရုံပဲအဝိုင်းပါပါလေးတွေလီ စားနဲ့ငေကောင်းမုံတဲ့ပကံလုံးထဲကိုကြက်ဥငါးလုံးဖောက်တဲ့အရသာအတွက်စားနဲ့ငေတဲ့အလုံးသမတ်သွားအောင်တေချာလေးခလောက်လိုက်ပြီးရင်ရုံးမီဒီတဲ့ထဲ့ ။အစွန်ကြောင့်အနေငယ်တဲ့ပြောင်းကုန်မှုအနေငယ်ကိုရေးပြောပြီးတဲ့ဒေရှာသမောက်အမွေမဲစီပူပီဆိုအိုးရဲထဲကျော်လိုက်။မီးအလဲလက်နဲ့ဖြည်းဖြည်းချင်းလှဲ့ကျော်မဲနှစ်ဖက်လုံးရွှေဝါရောင်တန်းနဲ့ထီကျော်ပြီးရင်ရပါပြီ။အရသာရှိလို့လို့ဇပွဲပေါ်ချယုံရှိသေးအကုန်ပြောင်းသွားရော။လူကြီးမင်းတို့လည်းကြော်စားကြည့်ကြနော်။နောက်နေတာမဟုတ်ဘူးနော်အတီးပြောတာ။ဒီသားကျော်ကရမ်းကိုစားလို့ကောင်းနေ။အသားပြားလေးကမှုမွေးလေးဆိုတော့ထမင်းလေးရမ်းမိန်နေ။ အရင်ဆုံးငရုတ်သီးကိုရှည်ရှည်လေးတွေလီဝတ်သားကိုလည်းဓာမျိုးပွားပွားလေးတွေလီထားလိုက်ဦးရဲကငရုတ်သီးထဲစားနှဲငယ်ထည့်ပြီးနွမ်းသွားတဲ့အထိကြော်မယ်ပြီးရင်ပကံလုံးတစ်ခုရဲကော်ထားလိုက်နောက်ဦးတလုံးကိုကြာစီပူပီဆိုဝတ်သားပြားထဲအနှဲငယ်ရဲလာတဲ့အထိကြော်လိုက်မယ်ဒါကစားကောင်းရခြင်းရဲ့အဓိကချက်ပဲပြီးရင်ချက်သွုံမျိုးပဲပုတ်စီငရုတ်သီးထဲအယောင်လောက်ပဲငပြရဲ့နောက်အနှဲငယ်ထည့်အနံလေးမွေးလာတဲ့အထိကြော်ပြီးငြုတ်သီးလော်ထားတာတဲ့ဘဲငပြရဲ့ကြီးနှစုံ ြူးစီတစုံကြက်သားမုံစုံတဝက်ဆံရက်နေငယ်ထဲတေချာသမောက်အမွေပြီးအိုးရဲထဲမယ်နောက်ဆုံးမီးပြင်းပြင်းနဲ့ရသာနှံ့အောင်မွေကျော်လိုက်ရင်ရပါပြီဒေတာပြားကျော်လေးကအရသာလွန်ကောင်းမွန်တဲ့အတွက်ထမင်းတော်တော်ကုန်မယ်နော်လူကြီးမင်းတို့လည်းမြ мян လေးကြော်စားကြည့်ကြနော်ရာသီဥတုမကောင်းလို့ပါဇက်ရသာပြက်နေတဲ့သူတွေဒီကြက်သားကလေးတို့ကျော်လေးကြော်စားကြည့်လို့ရတာလွယ်ကူတဲ့ပြင်မှုမှုဆက်ဆက်လေးနဲ့အလွန်စားကောင်းတယ်။ကြက်သားကိုတုံးသေးသေးလေးတွေလီတာ ကျင်းကျက်တုံမင်းနဲ့ဟင်းချက်ဝိုင်တဲ့ဇားနဲ့ငေုပ်ကောင်းမုံတဲ့တေချာရသောဆိုင်အောင်နေပြီး10မိနစ်နှက်ထားလိုက်စီပူရဲကနှက်ထားတဲ့သားတွေကိုအိုးရဲထည့်ကြော်မယ်မိအလဲလဲနဲ့ပဲဖြည်းဖြည်းချင်းကြော်နော်အသားချက်ပြီးရွှေဝါရောင်သန်းနဲ့ထည့်ကြော်မယ်ကျွန်တော်ကြော်ရာကတော့10မိနစ်ထက်လောက်ကြာတယ်ဒါမှစားရဲခါမှုမှုလေးဖြစ်မှာအင်းချက်နီးလေးတွေကိုမျှဝေပေးနေတာဖြစ်လို့သဘောကျနှစ်သက်တယ်ဆိုရင်ပေါ်လို့လို့သွားဖို့မမေ့ကြနဲ့နော်အနံလေးမွေးလာတဲ့အခါကြက်တုံပြူ ရေကောင်းစင်းနဲ့ငြုပ်သီးရောက်တယ်။အနံမွေးလာတဲ့ထိကြော်ပြီးရသာအတွက်ဘဲငပြားရဲ့အကြီးနဲ့အနောက်ထဲအချုံမုံနေငယ်တဲ့။တကြားနဲ့ငြုပ်ကောင်းမုံတဲ့။အရသာနှံ့အောင်မွေကြော်မယ်။ကြက်သားရောင်လေးတက်လာပြီဆိုရင်ငြုပ်သီးစင်းနဲ့အနီးထဲငြုပ်သီးနဲ့လေးမွေးလာတဲ့ထိကြော်ပြီးရပါပြီ။အနံလေးမွေးပြီးရသာဆက်ဆက်လေးနဲ့ရမ်းစားကောင်းလို့အိမ်မှာကြော်စားကြည့်ကြနော်။ဒီအပိုင်းရာသီဥတုပူလာပြီဆိုရင်တော့ဆိုင်းသွားပြီးဘာဘာဒီဝင်မတောင်းနဲ့တော့။ အိမ်မှာပဲဒီလိုတောက်ကိုနိုးတဲ့ဒီအချိုးပွဲလေးလှူစားကြည့်ရဲကူရိုးရှင်းပြီးစားလို့ကောင်းတယ်ရင်ရွေးကိုပွပွဆူအောင်တဲပြီးရင်တောက်ကိုစိလေးတွေကိုထည့်ပြုတ်လိုက်ပြုံးနေစဉ်အောက်ကိုကံမသွောအောင်ဇွန်းလင်းနဲ့မွေပေးနေမယ်အလဲမှာဖြူစံတေးသေးလေးဂျန်တဲ့ချင်ရောက်ရင်ပြီးပိတ်လိုက်ပြီးရင်ဖုံးဟုတ်ပြီးသူ့ပူနေသူ15မိနစ်နဲ့ထားမယ်ရေအေးတထက်စိန်လိုက်ဒါဆိုပိုးပြီးစားလို့ကောင်းတယ်ပြီးရင်တရတီးထဲနွားနုထည့်လိုက် ရာသီဥရုဘူရောရေခဲတစ်တာထဲမှာနှစ်နာရီလောက်အေးခံပြီးမှတော့ဒါမှတော့ရတာပိုးပြီးရတာရှိမှလုတ်တက်သွားပြီဆိုတော့မြ мян လေးအိမ်မဆန်းကြည့်ကြနော်အားလုံးပဲမင်္ဂလာပါဒီနေ့ပဇွန်အာလူသုံးလေးမျှဝေပေးမယ်လက်ဆက်ပြီးရမ်းစားလို့ကောင်းနေအရင်ဆုံးအာလူနဲ့မုံလောင်းဦးညီကို မထူမပားလေးတွေလှီးပြီးကျုပ်နှလုံးနဲ့တူပေါင်းမယ်ပဇွန်ကိုကြောဖွင့်ပြီးရင်နွေးပုတ်ပတ်စုတဲ့ထဲကိုထည့်လိုက်စက္ကန့်30လောက်ပြုတ်ပြီးရေခဲရင်နဲ့စိမ့်မယ် တခွားသီးနဲ့ကြက်တုံတွေကိုစားနေနေပြီး9မိနစ်နဲ့ပြီးဖက်လာတဲ့ရေတွေကိုစစ်ထားလိုက်ကြက်တဲ့ဒီပေါင်းထားတဲ့အာလူးမုံလောက်အနည်းနဲ့ကြက်ဥရိုကိုဖိချင်မယ်လုံးဝကျဉ်ရက်တဲ့ဒီမချေလိုက်နဲ့နော်မေယိုနီးစ်ထဲမြေုပ်ကောင်းမဲမုံထဲဒေချာသမောက်နဲ့ပြီးတခွားသီးကြက်တုံတွေနဲ့ပစွန်တုပ်ထဲဝင်လိုက်ရပါပြီကျက်တုံကြီးရဲ့အဆက်ရတာနဲ့တခွားသေးရဲ့ကျွဲဆက်မှုကတုပ်ကိုပိုပြီးရတာထူခဲ့စေတယ်။ဘလောက်စားစားစားလို့မဝဘူး။